ကဲသူတို့ဆီကရင်ရငါစကန်လေးပေါ့ပြချင်းလေကိုပိုင်းစကားမရှိဘူးမဲ့အင်္ဂလိပ်စကားလုံးကိုပဲသူတို့နိုင်ငံရဲ့အသုံးပြုတဲ့စကားလုံးတွေကိုအတန်ထက်ထားတယ်မြန်မာနိုင်ငံချင်းပြည်နယ်လူပဲပေါ့နော်သူတို့ရဲ့စကားလုံးတွေဟာဒါပေမဲ့ကိုပိုင်းစာမရှိဘူးလို့ပဲပြောရမလားကျွန်ဖြစ်ခဲ့လူပဲပြောရမလားအခု ဒီကားကဲကလေးတွေကိုဥစဉ်မြိုက်ပြတာတို့တက်နေတဲ့တိုင်းပြည်ကားတွေလည်းအတက်အကုန်လုံးတံပိုးရှိနေတဲ့ကြားတွေကဥစဉ်ကဒီကားကဲကြီးဥစဉ်တို့ကားတွေကအဝေးဝေးကားကြီးဟိုမှာထားတယ်ဟိုမှာဆိုင်မှုအကြီးနဲ့ပီဒီယာလောက်ရှိတဲ့ဆိုင်မှုကြီးနဲ့တို့လုထားရတယ်ငံညာသားတွေအများကြီးဝင်တယ်ပင်လေကိုင်းဝန်းတိုင်းရှိကြီးဖြစ်တဲ့အတွက် ကန်းကြီးတွေလည်းအများကြီးဒါကြောင့်ဓမ္မမိတ်ဆွေတွေကိုအိုးရေကြီးတစ်ခုရဲ့လှမ်းပါမှုအမေကုန်နေကားကြီးတွေကိုယ့်အချမ်းဒါလူစည်းကားတွေကုန်နေကားတွေတော့တဲပဲထူတာဒါတွေကိုသိစေချင်တယ်ပေါ့ဆရာတော်ကြီးနဲ့သူဒီဘက်ကိုလမ်းလျှောက်လာရင်သူတွေဒါဟိုချီမင်းကိုရောက်တော့မှာဟိုချီမင်းမျိုးအဝင်လိုပဲပြောရမလား ဦးစင်ကမှတ်တမ်းလေးတင်တာလဲဒုနိုင်ငံရဲ့ဒုတဖို့အခြေအနေနဲ့အတူအားလုံးသိရှိခြင်းလို့မြင်တွေ့ရတဲ့နေရာတိုင်းမှာလှလှပပလေးလိုက်ထားတယ်တွေ့တဲ့တော့ဦးစင်တို့ကားသုံးစီးဟုတ်မှာအဲ့ရကားသုံးစီးတဘာဝရိတ်တာတဲ့ဘီယန်တဘာဝဆိုပြီးတော့ဦးတမန်တာကိုချီညူတာတော့ ဖျားလို့ကြီးညူနေဆူတယ်လို့ပဲကြီးညူမှုရတကယ်ကိုကြီးညူကြတာကိုတွေ့ရတယ်ခဏတို့နားတဲ့ကာလမှာလဲအဲဒီဘက်ကတော့ကုန်နေကားကြီးကြီးဘုံမျိုးဒီမျိုးသွားတဲ့ကုန်နေကားကြီးရဲ့ဘိန်းဝင်ကြီး၂၂ဘိန်းကားလေးပြေးအကုန်လုံးကွန်တိန်နာကြီးပဲ ဒါကစီတဲ့ရန်ရယ်နဲ့ခိတ်ပြီ။ဘာပြောပြောနားကြစားကြဝဲကြသွားကြမယ်ဒီနေရာမှာအမတ်တရအနေနဲ့ဟိုချီမင်းမျိုးရောက်ခံဒီမှာတွေ့ရတဲ့ကာယဉာဏ်နာစခန်းအလုံးတွေ့သိချင်လို့တင်ပြပေးလိုက်ပါတယ်အလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ရအေးမြတ်ချမ်းသာရှိပါတယ် ဦးဇင်းတို့ဖွဲ့ဟာဆရာတော်ကြီးလည်းဟိုမှာယူချူရတော့တင်းငန်းနေလမ်းညလာဒီကားရရင်သူတို့တိုးနဲ့သူတို့ဆိုင်နေရှိပြီလားဒီအဝေးကြီးကားရလည်းဝီးကြီးကားရထုံ့ပြန်တိုင်းပါအမဘီမမေဆွေတွေတည်သေးကျွန်တော်ဉာဏ်နာစကန်တစ်ခုအသွားအလွေလှုပ်ထားတယ်ဆိုတာကိုသိအောင် တင်ပြရင်အလုံးအမှတ်တွေကတင်ပြပြီးတယ်ဒီမှာတော့ဦးဇင်းတို့ဆရာတော်တွေနားရသွားကြတာပါလို့ပြောကြရင်နှုတ်ဆက်လိုက်ပါတယ်